ွှေကူကြီးပကံဖျားများနဲ့ထင်ရှားသောဖျားနှစ်စုရှိသည်တစုမှာတပ်ပင်ညုံဖြစ်ပြီးခြားတစုမှာရွှေကူကြီးဖြစ်သည်ဖျားနှစ်စုသည်အရှိန်အနှောင်းမြောက်ခရီးအလံမွေးကွာလာသောနေရာတွင်တည်ရှိနေကြသည်မစုစလုံးကိုတည်သောဖျားဓာရကမှလောင်းစီသူဖြစ်သည် ရွှေကူကြီးကိုခရစ်နှစ်1131၌တည်ပြီးတပ်ပင်ညုံကိုခရစ်နှစ်1144၌တည်သည်ပကံခီးသည်သည် ရွှေကူကြီးတို့ရောက်သွားသည်ရွှေကူကြီးသည်ပိရကတ၏အနောက်ဖက်တွင်ရှိသည် ရာဇဝင်နှင့်ဖျားသမိုင်းတွင ရှင်သာရိပုတ္တရာစီရင်တော်မူသောကန္နာကူရီတိုက်တော်နှင့်တူစွာရွှေကူကြီးဖျားကိုတည်၍မင်းဆက်ဆက်ကိုးဝယ်လာခဲ့ကြသောတတ်တော်များကိုထာပနာလျက်ကန္နာကူရီတိုက်တော်၌ရုပ်ပွားတော်မြတ်တွင်ထားပြီးရွှေထီးအထွတ်တင်သည်ဟူ၍ရေးသားထားသည်လောင်စီသူမင်းကြီးကိုယ်တိုင်သူ၏ကောင်းမှုတော်ကိုမြေမပေါက်သောဒရန်နှင့်တူသည်ဟုကြောက်စာတွင် ဖော်ပြထားသည့်အတိုင်းရွှေကူကြီးသည်ပထဝီမြေကြီးကမိုးပွင့်ကြီးပေါက်သည်နှင့်တူနေသည်ခမည်းမြတ်အုတ်ခုံအုတ်ဖနံအုတ်ပလင်ကြီးပေါ်တွင်ကိုဖျားကိုတီးထားသည် အခုံကြီးအပေါ်ဘက်တစ်လျှောက်မှာရေရခင်ကနှဲ့ယုံများစွာတို့ဖြင့်မွန်မှန်ထားတော့လေယခုနောက်ပိုင်းတွေကတောင်ပတ်၌သာအနေငယ်ကျန်တော့သည် ပကံခေတွင်ဂူဖျားများကိုပုံဖော်လေးပေါ်ထားရှိသောအင်္ဂရိပန်အင်္ဂရိယုတ်ဘလူးပန်းဆွဲစင်စိမ့်ကွက်များကိုလည်းရွှေခူကြီး၌တွေ့ရသည်လာကူမှာမြောက်ဖတ်မုတ်လှဲ့ဖြစ်သည်မနောက်မြောက်ထောင်လေကားငယ်မှဖျားပေါ်တက်ရောက်ကူးမြနိုင်သည်အာယုံခံခမ်းမကြီးနှင့်ဘ ਹੁ မန်တိုင်းပတ်လေစင်ကြံများရှိ တကားနယ်ပြတင်းပေါက်များကြောင့်လေဝင်လေထွက်ကောင်းပြီးအလင်းရောင်များလည်းရရှိသည်ဆူလေမုတ်ခုံတိုင်းတောင်ပန်းတိုင်ဖုံများနဲ့ကလားချောင်းအပြင်ဘက်ပတ်လည်ရှိအင်္ဂလိပ်ပန်းများမှာလက်ရာကောင်းမွန်လာသည်ရွှေကူကြီးထူးခြားချက်မှာလိုင်ကူဝင်ပေါက်၏ဝဲနေရ၌ကတ်ထားသောကြောက်စံနှစ်ချက်ဖြစ်သည်ကြောက်စံနှစ်ချက်ကိုအတွင်းအာယုံခံမြောက်ဖက်နေရ၌မြုပ်ထားသည်ကြောက်စံ၌ရွှေကူကြီးဖျားတိဆောက်ဖို့အကြောင်းအရာနှင့်ဘယ်ရတိုင်းကအလောင်းစီသူမင်းကြီးစူတောင်းပရဏာကိုဖော်ပြထားသည် ကျောက်ဆောင်မှာပါဠိဘာသာတက္ကရိုက်ဘာသာနှစ်မျိုးဖြင့်ရေးထိုးထားသည့်ဖြစ်၍ပုဂံခေရေးထိုးလေးရှိသောကျောက်ဆောင်မျိုးဖြစ်သည်။ပါဠိဘာသာအပိုင်း၌ဗျာဒိုင်ကား၏စုတောင်းပဒနာကိုဖော်ပြထားပြီးတက္ကရိုက်ဘာသာအပိုင်း၌လူရွေကိုကြီးတည်သောခုနှစ်တက္ကရိုက်ကိုဖော်ပြထားသည်။ပါဠိဘာသာအပိုင်း၌ရေးထိုးထားသောကျောက်ဆာ၏ဆိုလိုရင်းမှာဤသို့ဖြစ်သည်။အကျွန်ုပ်သည်ဤကောင်းမှုကုသိုလ်ကံ၏အကျိုးကြောင့်ပြန်ပြောလှစွာသောဤလူပြည်ကို၎င်း၎င်းပြည်ဂလုံးပြည်ကို၎င်း နတ်မြမအတူရာမာနအဖြစ်ကို၎င်းဒီကိုအဋ္ဌိပတ်အလုံးစုံလို့ဖြစ်ပြီးတော့လူမင်းအဖြစ်ကို၎င်းမတောင့်တလိုပါမြစွာဘုရားဤတပည့်တာဝကအဖြစ်ကိုလည်းမတောင့်တပါတန်တရာရေအလင်းကိုဖြတ်ရက်တရားကိုခင်းပြီလေတန်တရာဝဲဩကထဲ၌နင်းမြုပ်နေကြသောတရဝအပေါင်းတို့အားကဲဆယ်ပြီလေလူအပေါင်းတို့အားမျက်လာစွာသောနိဗ္ဗာန်ရွှေပြီသို့ရောက်စေအံကျွန်ုပ်သည်တန်တရာကိုကူးမြောက်ပြီလေတန်တရာရေလင်းကြော၌မျောနေကြသောလူအပေါင်းတို့အားလည်းကူးမြောက်စေအံ မရင်ကျေးသောတရဝါတို့ကိုယင်ကျေးအောင်ဆုံးမအံအပရာဇိတာရွှေပလင်ဘောဒီပင်ရင်၌ကျွန်ုပ်သည်သစ္စာလေးပါးတရားကိုသိမြင်သောဖျားရှင်ဖြစ်လက်တံအဝိဇ္ဇာလွှမ်းမိုးပြီးအိပ်ပျော်နေသောတရဝါအပေါင်းအားနှိုးကြားစေ၍သစ္စာလေးပါးတရားကိုသိမြင်စေအံရာဂမီတောက်လောင်နေစဉ်ငြိမ့်အေးသွားပြီလေအနှောင်ဖွဲ့မှလွတ်မြောက်စေလက်တံတရဝါပေါင်းတို့အားလည်းလွတ်မြောက်စေအံသရကောင်းတရားတို့ဖြင့်ပြည့်စုံသည်ဖြစ်၍ညာကဒေါသ ဆာသောအပြစ်များငြိမ်းအေးသွားသည်ရှိသောဒရဝပေါင်းတို့အားလည်းငြိမ်းအေးစေအံမူလဘောရအကြောင်းရင်းဖြစ်သော ဖြစ်စေဖြစ်လက်ထံသောလောဘဒေါသမောဟတရားတို့သည်၎င်းအာဟုသောတရားတို့သည်၎င်းကျွန်ုပ်အားခါခတ်သိကုန်ခန်းချုပ်ငိမ့်ပါစေတည်းကျောက်စာပါချူတောင်းပထနာကိုထောက်ကြည့်လေအလောင်းစီသူမင်းကြီးသည်လူစည်းစိမ်နတ်စည်းစိမ်ဗိမာစည်းစိမ်မင်းစည်းစိမ်မိတိလောကီစည်းစိမ်ကိုမျှမလိုလားမတောင်းတသောဘုရားစုပံပုဂ္ဂိုလ်ဖြစ်ကြောင်းသိရှိရသည် တာဝကစုကိုပင်မပန်မဲဒရဝအပေါင်းတို့အားနိဗ္ဗာန်တောင်ကန်းတို့ပို့ဆောင်ပေးနိုင်သည်ဘုရားလောင်တို့ပန်းတော်စုမျိုးကိုသာတောင်းတော်ပုဂ္ဂိုလ်ဖြစ်ပေသည်ယေရှုတော်ပတနာနှင့်လိုင်းရောညီထွေးစွာပင်အလောင်းစီသူဟုအမည်တွင်နေခြင်းဖြစ်သည်အလောင်းစီသူမှာအလောင်းမှာအလောင်းတော်ဟုအနတ်ထိပ်ပဲရလေသည်အလောင်းစီသူမင်းကြီးစုတောင်းပတနာသည်အာလောကမင်းတရားကြီးစုတောင်းပတနာနှင့်ဆင်တူနေသည်အာလောကမင်းတရားကြီးနိုင်ရွာဆန်ကန်တော်ဂုံခန္ဒီဆက်ဆက်တွင်လည်း လက်နှစ်ဖက်ကိုရှက်လျက်တန်ဃာတော်ရှင်မြတ်များသရင်သုံးရာចောင်းတိုက်ဖက်လှည့်ပြီးလေတပိတော်သည်မိမိဆိုးရသည့်မြေပြင်အလုံးကိုတန်ဃာတော်ရှင်မြတ်အားဖြူရန်ပါသည်ဖေဟာဤသို့ဖြူရန်ရသောကုသိုလ်ကောင်းမှုကြောင့်ဘယ်တော်သည်နတ်ပြည်တို့လည်းမရောက်လိုပါမြမပြည်တို့လည်းမရောက်လိုပါမင်းစီစိန်ကိုလည်းမခံစားလိုပါမင်းစီစိန်ဟူသည်မှာရေပွက်ပမာတခဏမျှသာခံပါသည်ဤကုသိုလ်ကောင်းမှုကြောင့်ဗိတော်ရလိုသည့်စုမှာအရိယာတန်ဃာတော်များတန်ဖိုးထားကြသည့် မိမိစိတ်မိမိထိန်းချုပ်နိုင်ရပြင်ဖြစ်ပါသည်ဖေဟာယင်းဥစ္စာယတနာသည်မိရိခါမှပြောင်းလဲဖောက်ပြန်မှုမရှိသည့်ဥစ္စာယတနာဖြစ်ပါသည်ဟူ၍ဆုတောင်းပတနာပြုလေသည်မာလောကမင်းကြီးနှင့်လောင်းစီသူမင်းနှစ်ပါးလုံးပင်မင်းစီသိမင်းအာနာကို ရေပွက်ပမာမျှသာထင်သွားကြသည်ထို့ကြောင့်ဂိလေသာမိချုပ်ငိမ့်သောတန်ဤဒုက္ခနိဗ္ဗာန်ချမ်းသာကိုသာလေလုံလားတောင်းတကြသောဘုရင်များဖြစ်ကြပေသည်လောင်းစီသူမင်းကြီးထိုးထားသောကြောက်စာ၏အဓိကအစိတ်အပိုင်းမှာပါဏိဘာသာဖြစ်သည် ။ဗာဏိကာတာအဖွဲ့အလွယ်များမှာသကလုံးချစ်လက်ထိတဲ့သည့်ဗာဏိကတိနီးကြသည်။ရှေးကြသောပါဏိကျမ်းခန်းများ၏အဖွဲ့အလွယ်များထက်အဆင်မနိုင်ပေ။ရင်းကိုထောက်လင်းပကံခေ၌ပါဏိစာပေကျွဲဝနေပြီဖြစ်ကြောင်းကိုသိရှိရသည်။ကျောက်စာ၏ဏီကုံပိုင်းကိုတက္ကရိုက်ဘာသာဖြင့်ရေးထားသည်။ရင်မလဲပကံခေကြောက်စာများတွင်တွေ့ရခဲသောထူးခြားချက်ဖြစ်သည်တဂရိုက်ဘာသာဖြင့်ရည်ထိုးထားသောကြောက်စာပိုက်၏အဓိပ္ပာယ်ဆိုလိုရင်းမှာကြိရိဂူဖျားကို တက္ကနှစ်1053ခုကဆုံလားဆုံ၄ရက်တနင်္ဂနွေနေ့မြက်ခိုင်နောက်ပိုင်းအချိန်9နာရီတွင်တည်တည်ကိုဖျားကိုတက္ကနှစ်1053ခုနရောလားဆုံ17ရက်ဗုဒ္ဓဟူးနေ့တွင်ဒီတွေ့ဤသားမိနတ်သားတွင်တည်၍ပြီးသည်ဝေဖြစ်သည်ရွှေကိုကြီးကြောက်စာအပိုင်းတစ်ပိုင်းရှိသည့်အနက်ပင်မအပိုင်းဖြစ်သောပါဏိဘာသာကြောက်စာမှာဗုဒ္ဓရင်ကျေးမှုလွှမ်းမိုးနေပြီးညီကုံပိုင်းတက္ကရိုက်ဘာသာကြောက်စာမှာအိန္ဒိယရင်ကျေးမှုလွှမ်းမိုးနေသည် ရေထိုးထားသောဘာသာစကားမှလည်းတက်ခိုက်ဘာသာစကားဖြစ်သည်ထူးခြားသောမှာပကံခေအုံလုံးများတဲ့တွင်ဘယ်မှာမှမတွေ့ရသောညနိုင်ငံသုံးတက်ကနှစ်ကိုတုံးနှုံထားခြင်းဖြစ်သည်ဘုရားစတိတိကာလကိုလည်းတက်ကနှစ်နှစ်ပင်ရေထိုးထားသည်အိန္ဒိယ၌အုံပြုနေသောတက်ကရစ်နှစ်မျိုးရှိသည်တစ်ခုမှာဝိကျမဖြစ်ပြီးအခြားတစ်ခုမှာတက္ကဖြစ်သည်ရင်းနှစ်နှစ်ခုအနက်ရွှေကူကြီးကြောက်စာ၌အုံပြုထားသည်မှာတက်ကနှစ်ဖြစ်သည်မြမကောစာနှစ်မှမူ 493ဖြစ်သည်ဂျာဆာနီကုန်း၏အဆိုအရရွှေကူကြီး9လနှင့်ပြီးတည်သည်ဟုသိရသည်ရွှေကိုကြီးကိုကြည်လဲမြမပြည်သူကအတတ်ပညာတိုးတက်မှုရှိနေပြီဆိုသည်ကိုသိရှိရသည် ရွှေကိုကြီးဖျားသည်အဆအုံကြီးမားလာတော့ဖျားမဟုတ်တော့လဲဖျားကိုပုံဖော်ထားတော့လက်ရံများမှာမြမပြည်သူကပညာလွင်လွင်လှုပ်ရှားနေပြီဆိုသည်ကိုဖော်ပြနေပေသည်ဒိုရဲအလုံးရင်ကြီးမားသောစေတီနှင့်အုတ်ခုံမြေတွင်တထက်ထဲသောလှိုင်းကူဖျားကိုဒီဆောက်ယုံနှင့်အားမရတော့ပဲ လက်ပုံနဲ့နဲ့တည်းဆန်းကျယ်ခန္ဓာတော်အဆောက်အအုံကိုတိဆောက်လာကြလေပြီရွေကိုကြီးဖျားကြီးဘိဓုကာကိုလေ့လာကြည့်လေမျိုးမိုင်းအုပ်ဆိုင်နေသောလိုင်ကူတီလေးရှိသည့်မွန်ပွိဓုကာပညာကိုကြော်လွှားသွားပြီလေလီထွင်ဆန်းတသောမြမဘိဓုကာပညာအစပြိုးလာပြီဆိုသည်ကိုတွေ့ရလေသည်ရွေကိုကြီးဖျားတွင်ပါဠိဘာသာတက္ကရိုက်ဘာသာဖြင့်ရေးထိုးထားသောကျောင်းစာအပြင်ရခရာစာလုံးမပါဘဲရေးထိုးထားသောကျောက်စာတစ်ချက်လည်းရှိသည်။ယင်းကျောက်စာကိုမူစိတ်ကူးစိတ်တမ်းဖြစ်တာဖတ်၍ရသည ဘယ်ရတဲ့ကအလောင်းစီသူမင်းကြီးလက်ရွာဆန်ကံတော်ကုန်ခန်းနဲ့မရင်မင်းကြီးကောင်းမှုတော့ရွှေကိုကြီးတွေနီးကပ်တော့ဆက်ဆက်မှုရှိနေလေရွှေကိုကြီးတိုင်ကလောင်းစီသူမင်းကြီးလက်ရွာဆန်ကံတော်ကုန်ခန်းနဲ့မန္တနာတိုင်ကကျန်ဆက်သားကြီးလက်ရွာဆန်ကံတော်ကုန်ခန်းတို့မှာမိုးနဲ့မြေကြီးပမာကွာခြားလာသည်ကျန်ဆက်သားလက်ရွာဆန်ကံဒီ၌ဘာဤဂျေဇုကိုတိတက်တော့ဒါတော့ရာဇကုံမာရ၏ပြုမှုမှာစိတ်နှလုံးကြည်နူးွယ်ကောင်းလာသည်ဒါတော့ရာဇကုံမာအားလည်းအကျဉ်းနာပွားစေသည် အလောင်းစီသူမင်းကြီးတေးအံ့မှုမှုတွင်ဂျေဇူးကန်သောတားတော်နရတူ၏ပြုမှုမှာတုံလုံးဖွယ်ကောင်းလာသည်နရတူအားလည်းအမုန်းပွားစေသည်အလောင်းစီသူတတ်တော်ဦးမင်းကျိန်၌အိန္ဒိယပြည်မှပရိခေယမင်းသည်သမိကညာဆက်သလိုက်သည် မင်းကြီးသည်ထုံမင်းသမီးအားလွန်စွာမြင်လို့သည်ဒါတော်သုံးမှဘရင်မင်းကြီးထံခါစားဝင်ရောက်သောအခါမင်းကြီးအပါရင်ရှိသောပရိခေယမင်းသမီးသည်ထိုင်မြဲထိုင်နေသည်ဤတွင်တာတော်အကြီးမင်းရှင်စွာသည်မကျေနပ်သော အမှုရာဖြင့်ပါတော်မှထသွားလေသည် မင်းကြီးကအခေါ်ဆေလွတ်တော့လဲနေထိုင်မကောင်းရေမလာနိုင်ကြောင်းပန်ကြားလျက်မခါစားပဲနေသည်မင်းရှင်သောသည်ရာဇမန်ရှိသည်တခါတွင်လဲမတ်ကြီးသားတယောက်ဘယ်မင်းကြီးပေးသနာသောဝတ်လုံကိုဆင်မြန်းလျက်ညီလာခံတပင်ဝင်ရောက်လာသည်မင်းရှင်သောမြင်သောအခါမင်းကြီးမင်းသားများနှင့်သာထိုက်တန်သည့်အဝတ်ကိုဝတ်ရပါမည်လားဟုအမတ်ကြီးသားကိုအဝတ်ချုပ်ခိုင်းသည်ဘယ်မင်းကြီးသည်သောအခါမင်းရှင်သောအဆောင်ရောင်ရုပ်သိမ်း၍အကျဉ်းချထားလိုက်လေသည်မိဖုရားမူမတ်တို့ကတောင်းပန်၍အကျဉ်းကမူလွတ်လိုက်သည် သို့သော်လည်းမင်းရှင်သောအားထွန်းတုံးပူတတ်အရက်တို့နဲနှင်းတန်းပေးလိုက်လေသည်ဒါတော့ကြည်မင်းရှင်သောသည်တရက်တစ်ကြိမ်ရောက်သောအခါဘယင်မင်းကြီးပါရင်ရှိသောညီတော်နန္ဒသူသည်ဓာရပြေးကိုဆောင်ရွက်ရသည်ခမည်းတော်မင်းကြီးနာမကျန်းဖြစ်ပြီးယောဂါသေးလာသောအခါနန္ဒသူကခမည်းတော်မင်းကြီးကိုရွှေကူကြီးဖျားသူရွှေပြောင်းထားလိုက်လေသည်လောင်စီတို့မင်းကြီးပြန်လဲသတိရလာသည်ဖြစ်၍ကြိုးကြောင်မေးမြန်းစုံစမ်းကြည့်တော့ကနရတုမင်းသားအမိန့်ဖြင့်မိမိအားနန်းတော်တွင်မထားဘဲရွှေကိုကြီးဖျားတွင်ပို့ထားကြောင်းသိရသောကြောင့ အလောင်းစီသူမင်းကြီးသည်ကြီးကျယ်အမျက်ပွားသွားလေသည်ခမည်းတော်ကြီးတတ်တာလာပြီဆိုသည့်သတင်းကိုကြားသိရသောအခါနရသူသည်ခမည်းတော်မင်းကြီးထံအပြေးလွှားသွားလေသည်ခမည်းတော်မင်းကြီးတတ်တာလာပြီဆိုသည့်သတင်းကိုကြားရ၍အာရဝန္တာဖြစ်ပြီးသွားခြင်းမဟုတ်ပေဒီနာမသိမ့်ပရောက်မှာသိုးသောကြောင့်အကြံဖန်လုပ်ရန်သွားခြင်းဖြစ်သည်ထိုချိန်၌လောင်းစီသူမင်းကြီးသည်ရွှေကူကြီးဇေရီတွင်ရှိမရဏညောင်စောင်းမှနေ၍မလမကန်တွင်ရှိသောရွှေကူကြီးထပ်ပင်ကြီးမားသောတပ်ပင်ညိုဖျားကိုလှမ်း၍ကြီးညိုနေသည် မဘရောချင်းချထားသောမကိုပြင်းရှောက်ဂျန်ဟန်သည်ဂျင်ခံနေရသောအဆောင်ပေါ်မှသူ့မိဖုရားကြီးတင်းချိုင်းကူပိမ့်မှတချ်မဟာကိုလမ်းမြောက်ကြည့်ရှု၍မုတ်သတ်ဟုမိဖုရားအမိကိုတန်းတားခြင်းတက်ထွက်သွားလေသည်တရားမှုမှုချိန်၌တစုံတစ်ခုသောအဆောင်အုံကိုလမ်းမြောက်ကြည့်ပုံချင်းမှမူရှောက်ဂျန်ဟန်နှင့်အလောင်းစီသူတို့တွင်တူတူပင်ဖြစ်ကြသည်သောသောရှာဂျန်ဟိအကြည့်မှာတနာပေမကိုအခြေခံပြီးလောင်းစီသူဤအကြည့်မှာတရာကြီးညိုမှုပေါ်တွင်ခြေခံလေသည် ကမေတော်မင်းကြီးမရဏညောင်ဆောင်ပေါ်မှာတပည့်ညိုဖျားကိုလှမ်း၍ဖူးမြော်ကြည်ညိုနေစဉ်ဒါရဏန္တသူကမူကမေတော်မင်းကြီးဤတောင်ကကြော်လာမှကိုစိုးရိမ်နေသည်နလန်ပြန်ထလာမှကြောင်းကြနေသည်ထီနံမသိမ့်ပါရမှပူပန်နေသည်ထို့ကြောင့်သူဤကျေးဇူးရှင်ကမေတော်ဤမျက်နှာကိုတလုံးခင်းသောအဝိဖြစ်အုပ်ပြီးတက်ပြစ်လိုက်လေသည်ပကံခေးတဲ့သည်ရွှေကိုကြီးပေါ်တက်၍အရှိအနောက်တောင်မြောက်ဝဲရာကိုကြည့်ရှုလိုက်လေသည်ဖျားဤအနောက်မြောက်ကပ်၍ ရေဟောင်းနန်းတော်ရကိုတူးဖော်နေကြသည်အရှင်မြတ်တို့လှမ်းကြည့်လိုက်သောအခါပကိုင်းအကြီးအကျယ်အခမ်းအနားဆုံးအမြင့်မားဆုံးဖျားတစုကိုတွေ့မြင်နေရလေသည် ထိုဖျားမှာတပည့်ညို့ဖျားဖြစ်သည်တပည့်ညို့ဖျားကိုလှမ်းဖူးမြော်ရသောအခါပကံခီးသည်သည် ရွှေကူကြီးဖျား၌မမြင်ရသော အခရာစာလုံးများဖြင့်ရည်ထိုးထားသောကြောက်စာကိုတရိရာသည်ယင်းကြောက်စာ၏ခေါင်းစီမှာဂျေဇူးတည်တတ်သောတားလိုက်မှရာဇကုန်မနှင့်ဂျေဇူးကသောတားမိုင်နရတူဟူ၍ပင်ဖြစ်သည် thank you